ပါတဲ့နိုင်ငံဟာဒဏ်ရဒါယာဒဏ်ရက်တွေအင်ပဒံများတဲ့နိုင်ငံဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးတဲ့အချိန်ကာလတွေကဒီပါတဲ့တိုင်းရင်းသားများအလုံးကြားမှာတရားရာဂိုင်းသူငင်းကြတဲ့အခါမှာမရှိခဲ့ပါဘူး။အဲ့ဒီကလွတ်လပ်ရေးရခဲ့တာဆိုတာလေဟောက်တဲ့ကျော်ခုနစက်မီလာဒီချိန်မှာကျမတို့တိုင်းပြည်ဟာစစ်မီးတွေအလုံးငိမ့်သွားတယ်တကယ်ကိုပါဝါဒငိမ့်သွားတယ်ဆိုတဲ့အချိန်ကိုဘယ်တော့မှမမြင်ခဲ့ရဘူး။ အထူးသဖြင့်ကျမတို့ပြည်နယ်ကလူမှုဆိုလို့ရှိရင်ဒီတွင်းငယ်ပြားရဲ့မရှိခြင်းရဲ့ဒါလိုခါရတူကြီးနဲ့ခံခဲ့ရတယ်အခုလည်းခံရရဆဲဒါလည်းပပျောက်သွားလို့ဆိုလို့ရှိရင်ကျမတို့ဟာအကြောင်းတစ်ဖက်တဲ့နိုင်ငံရေးဝါဒအကြောင်းတစ်ဖက်တဲ့နိုင်ငံရေးလူချင်းတို့တို့ကိုဒီနိုင်ငံမှာခိုင်နိုင်မှာမှာအမြင့်ပြောင်းအောင်အားလုံးကြိုးစားကြပါအဲ့ဒါစပြီးတော့ကြိုးစားတဲ့နေရာမှာ ဒီလိုအေးအေးချမ်းချမ်းနဲ့အကြောင်းအလဲတွေဖြစ်စေတဲ့ပုံမှုပုံချေကဥပဒေခုနဲ့ကြားလို့စရမှာဖြစ်ပါတယ်